ုမဲ့မင်္ဂလာပါရှင်မနက်ပိုင်း21ရက်ပေါ့နော်21ရက်17လ2025တောက်ကြပိတ်ပေါ့နော်တောက်ကြနေ့တိုက်ဖြစ်ပါတယ်ကဲဒီမင်းချန်နယ်ဒီကိုစမ်းကြည့်ကြတယ်လို့တယောက်ချင်းနိုင်ချစ်သူထူးတင်ပါတယ်ပေါ့နော်အာအလုံးမျောလင့်နေကြတယ်အလုံးအလုံးမျောလင့်နေကြတယ်အပူပေါ့နော်အပူလာ လာဖို့များပါတယ်ကျမဈေးခွက်ကိုကြည့်ရတဲ့တော့ကတော့လုံးဝဈေးခွက်ထဲမှာလေပူးတွေမှာဘလို့ပြန်နေရမယ်ပူးတွေပူးတွေเนาะမကြည့်ကျမပြန်နေဒါကျမတို့ဒီဈေးခွက်ကနေမှန်မှန်ပြခဏနေပေါ့ဒါကမနက်ဖြန်တွေ့အပူတွေတွေ့လားနေမယ်ဒီမှာလေပူးတွေပါတယ်ဒါပေမဲ့ဖယ်ပူးဆင်းမယ်တော့မသိဘူးမနက်ဖြန်ကိုပူးဆိုင်တွေအရင်ပြပါတယ်မနက်ဖြန်တွေ့ကုန်နော် အဲ့တော့ဥလိုက်နေတဲ့လူတရားလိုက်ပါနှစ်ရက်ကျမအင်္ဂါနေ့လို့ထင်ခဲ့တာပေါ့နော်အင်္ဂါနေ့ဒီမလားတခါလေးဖြစ်တတ်ပါတယ်တောက်ချာနေ့ကျမအဖုနဲ့ပိတ်သွားတာမျိုးရှိခဲ့ပေါ့နော်ဟဲ့အဲ့လိုမျိုးဖြစ်တတ်ပါတယ်ချင်းတိပိမနတစ်ခုကတရှိကူနေပိတ်သွားတယ် 嗯，这块别买了。今麦罗这块我把别进来收钱，今天别买这块可以个。这块吧呢，我那盘多别买这块吧。OK，没人。ထူးထူးရှားရှားပေးရင်အဲ့ကနန်းနေရာမွေးထူးသို့မဟုတ်တဲ့ထူးပေါ့နော်သူပေးတဲ့ကနန်းကခွန်ခွန်ခွန်တကကီးဖြစ်ပါတယ် တတ်သမရှောက်ရှောက်နော်ဒါတော့ကျွန်မလုတ်ကြံဖန်တီးပြီးပေးထားတဲ့ဟာမဟုတ်ပါဘူးဒီဟာဆိုဝဲထဲမှာမြင်တဲ့အတိုင်းကျွန်မပြီးတဲ့ခဏနေဖြစ်ပါတယ်ဒါကျွန်မနေစဉ်ပေါ့နော်ကြီးတဲ့ဈေးခွက်ကိုရှာရေးပေးထားတာပါအဲ့ထဲမှာဒီဟာလေးပါလာတယ်ပေါ့နော်အဲ့ဒါကတော့နှစ်ရက်အတွင်းကို6သမုတ်လျှောက်လျှောက်ခွန်ခွန်နေထိုးပါကျွန်မပေးခဲ့တဲ့ ကနန်းကတော့ခွန်ပေါ့နော်ခွန်ခွန်လေးလေးမွေးဆိုင်ထားတာရှိပါတယ်အမ်ခွန်ခွန်လေးလေးမွေးဆိုင်ထားရှိရမှာအပူကချိန်တည်ပြောလို့ရတာမဟုတ်ဘူးဆိုတော့အပူကအကုန်ထဲထုတ်ပါခွန်ခွန်လေးလေးကိုပူထုတ်ပါနော်အလိုလေးပြောချင်ပါတယ်ရှင်ဒါရစီခွက်ခလေးဖြစ်ပါတယ်။နောက်ပြီးရင်ကျွန်မပြီးရှင်နဲ့လက်တော်ဝန်ချင်းပေါ့နော်လက်တော်ဝန်ချင်းကတော့ ရှောင်းငါးဝန်းကျင်းလို့ပြီးတိုင်းပေါ့နော်ရှောင်းငါးဝန်းကျင်းကဒီတစ်ပတ်တည်းမှာဒီဘာမှအတွက်ထက်မှာပြစ်ထားရရရှိရလားကို တပိုင်ရှောင်းကားဝန်းကျင်ပြည်တာဘုံတော့ရှောင်းကားဝန်းကျင်ပြည်တာအမေလိုက်ရှင်လည်းလည်းမလိုက်ရှင်လည်းဒီဘုံတော့တပတ်မှတရက်ပုံပြီးဖြစ်တတ်တဲ့လေကျင်ရှိတော့ကျမအဲ့ဝန်းကျင်ကိုထပ်မပြီးတော့ဘုံတော့တကယ်လို့ရှောင်းကားဝန်းကျင်ဆိုရင်ရှောက်ပေါ့နော်ကျမရဲ့ဝန်းကျင်လက်တွေ့ဆိုင်ဝန်းကျင်ကချောင်းကားချောင်းကားဝန်းကျင်ဘုံတော့ရှောင်းကားဝန်းကျင်ဖြစ်တယ်ရှောင်းကားဝန်းကျင်ဆိုတော့ဒီမှာလည်းဝန်းကျင်ကရှောက်ရှောက်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့တကယ်လို့အပူချင်ရင်ရှောက်ရှောက်ခုံခုံအပူကုန်ထူရပါမယ် ခုကအကုန်ထောက်ရပါမယ်ရှင်။စေလုံးကလုံးကုန်ဆင်းသွားတယ်ဆိုတော့နောက်တစ်ခုကဒါလီယာတော့နှစ်ရက်အတွင်းပေါ့နော်နှစ်ရက်အတွင်းဆိုပေမဲ့နှစ်ရက်အတွင်းဆိုပေမဲ့သူကမနက်ဖြန်ကိုအပူလိုက်ပါတကယ်လို့မနက်ဖြန်တနေ့ကုန်အပူလုံးဝမပြီးသွားဘူးပေါ့နော်။ကန်တဲဟာအရာမပြီးသွားဘူးဆိုရင်တနေ့လာနေ့ကိုကျွန်မဆက်ပြီးတော့ပြောလင်းပါတယ်။ဒါပေမဲ့ cái nát còn xin thà để tuổi ấp phú là còn là chết sống chị đó chết cả ba đấy rồi tôi nhớ trên nhà tôi là sự sự cùng bạn nó luôn đi xin cũng là luôn con nhà nó luôn xin mẹ cả tôi luôn cố gắng tôi luôn lý cả 3ဟာ3လုံးရှိပြီ3ဟာ3လုံးခွန်ဟာနတ်လုံးတစ်ကတ်တစ်လုံးနှစ်ကတ်တစ်လုံးဟိုခဏစုံစင်းသွားနော်ဒီမှာချစ်ကနစုံစင်းတွေမလေးနှစ်နှလုံးနှလုံးနှလုံးသုံးလုံးနှလုံးဆိုတော့သုံးသုံးလေးလေးတော့၃ရက်၄ရက်၃ည၅ရက် ုံးလေးပေါ့နော်အဲ့ဒါကြီးကတလုံးပြင်ပြီးမဲ့အနေထားမှရှိရပါဘူးမပြောတော့ပါဘူးအယုံနေတော့ဆုံးတော့နော်ဗျအဲထုံးစံတိုင်းတကွက်ပြီးကောင်းပြီးနိုင်မဲ့ကြီးတွဲလေးနဲ့ကြီးတွဲလေးနဲ့ကြီးတွဲလေးနဲ့ဝမ်းချင်းနှလုံးပြီးမယ်နော်အဲ့ဒါကဘာလဲဆိုရင်ရှောက်တီရှောက်တီနိ ခွန်တသမာကိုလေးဖြစ်ပါတယ်နော်ကိုလေးဝန်ကျင်ဒါကကီးပေါ့နော်တနေ့ကုန်ကဆင်းရမှာစဉ်းစားရမှာနော်ဒါလေးကမနေ့ပိုင်းတကယ်လို့သူ့ရဲ့သဘောတရားမနေ့ခင်မနေ့တော့ဒါဆင်းပြီးပါမယ်ဆိုဒီမဲ့ဆိုရင်6ကိုခွန်အပိုင်ပေါ့နော်အာရုံအရင်မနောက်ပါနဲ့ကိုလေးဝန်ကျင်ဒါကကီးပေါ့နော်ဒီနေ့ပေးသွားတဲ့လူဟာမျိုးပါ ဒီနေ့ပေးသွားတဲ့ဟာမျိုးအပူပြူဆိုင်ပါမယ်ပြီးရင်ကျွန်မတပတ်စာပေးထားတဲ့အခွေလေးရှိပါမယ်အဲ့ဒီအခွေလေးကိုလည်းလိုက်နေတဲ့လူတွေတကယ်လို့ရှိမယ်ဆိုရင်ကျွန်မပေးထားတဲ့တပတ်စာအခွေလေးကိုဆက်ဆော်ပါအဲ့ဒါဗားလေးဆိုတော့တပတ်စာခွေကချင်းနဲ့တုံးပေါ့နော်အဲ့ခွေပေးထားရှိပါတယ်တပတ်စာခွေထဲမှာ တပတ်စာအခွေလိုက်နေကြလူတွေက6နှစ်1တုံးလိုလိုက်တဲ့လူရှင်ဆက်လိုက်ပါဗောနော်တပတ်စာအခွေဖြစ်ပါလေဒါလေးကတော့တပတ်စာအခွေလေးကမစင်းသေးဘူးဗောနော်သူကကြာတာပြီးတောက်ကြနေဒီမှာစင်းတတ်ပါတယ်အဲဒါကြောင့်မို့ဒီတမဆိုရင်ကီးပေးတာဟာရှင်းတယ်မှာ1တဲ့ဆိုဒီမှာလည်း1တဲ့ဗောနော် အဲ့ဒါမျိုးပါအဲ့ဒါမျိုးအဲ့ဒါမျိုးပေါ့နော်ဒါပေမဲ့ဒီခွေကိုလိုက်ပြီးတော့စော့နေတဲ့လူရှိရဆိုရင်တောက်ကြံလေးကိုလိုက်ပြီးတော့ဆက်စော့ပါနေတိုက်စော့နေတဲ့လူရောတော့ခုံခုံရှောက်ရှောက်အဲ့ဒါရေဘလို့လို့ရမလဲဆိုရင်ဟိုဟိုရင်တော့ပြီးခဲ့တဲ့တပတ်တည်းတော့ကျွန်မပြီးခဲ့တဲ့ခဏရှိရလေးခုံခုံခုံလေးဒါတော့ခွန်လေးလာပါလေလေးလေးလာမသိပေးခဲ့တာလေအဲ့ဒါကနောက်ရက်ကျတော့သူကခွန်လေးဆိုပြီးတော့လာသွားတာပေါ့နော်ဒါကြောင့်မလို့မနှက်ဖန်ကို အနက်ဖန်တကယ်လို့အပူဒါအပူလာနိုင်တဲ့တင်ကြီးတာပေးရပါတော့အပူလုံးဝအပူလာနိုင်တဲ့လို့ပေးတဲ့တင်ကြီးတာတွေပေါ့နော်အဲ့လိုပုံစံမျိုးသူကပေးတာအားကြောင့်မလို့အပူလိုက်ရှင်တဲ့လူတွေကဆက်လိုက်ပါဆက်လိုက်ပါတကယ်လို့တကယ်လို့ဒီတစ်ပတ်တည်းကိုရှာပေးကောင်းရှာပေးနိုင်ပါတယ်တကယ်လို့ဒီတစ်ပတ်တည်းမရှာပေးဆိုရင်တနင်္လာကျွန်မခံမှန်းပေးပါတယ်ပြီးရင်နောက်တစ်ပတ်ဒီချန်အနေနဲ့ကျွန်မ အာဒီလိုအခုနောက်ဆုံးပေါ့နော်ဂျာတာပရိတောက်ကြမှာလာဆင်းပြီးတက်တက်လေးဒီလိုအခွေကိုကျွန်မမပြီးတော့ဘူးလားနောက်တစ်ပတ်ကျရင်တကယ် share ပြီးမယ်အဲ့ဒီ၅လုံးဘာပဲပြိပယ်ရရအဲ့ဒီ၅လုံးเนี่ยနှစ်ကွက်ကတော့ချိန်တည်ပေါ့နော်ဆင်းပြရမယ်လို့ခဏမဲရွှေ့ပြမယ်ပေါ့နော်အဲ့ဒီခဏ၅လုံးမှကျွန်မစီပေးမယ်အပတ်စဉ်နောက်ပြီးရင်ကျွန်မ channel ဒီမှာ short video လေးရှိမယ်နောက်တစ်ခုကဒီဒီ ဒီဒီဒီနေ့ပေါ့နော်ဒီနေ့နဲ့မနေ့ကဆက်ပြီးတော့ဒီနေ့ကဆက်ပြီးကျွန်မ YouTube channel လေးမှာလေအာကျွန်မပြတဲ့တေးကျွန်မရဲ့ base view အကြောင်းလေးကျွန်မဟိုကအဲ square bit တရားကျော်လေးရရပေါ့နော်တရားကျော်ရရအတွက်သူက post တင်လို့ရရပေါ့သူများရဲ့နေ့တို့ post တင်လို့ရတဲ့အတွက်အဲ့ဒီ pass plate ပို့လေးမှာကျွန်မတနေ့တာပေါ့နော်ကျွန်မမနေ့ခင်းပိုင်း အခုဒီနေ့တနေ့ကုန်သားအတွက်မဟုတ်ပါနဲ့မနေ့ခင်းမိုင်းဆိုရင်မနေ့ခင်းထွက်ပြီးရတယ်နေ့တိုင်းခင်းမိုင်းအတွက်ကိုကီးသုံးလုံးနဲ့ဝမ်ချိန်နှလုံးအမြဲတမ်းလာပြီးတော့ရေးပြီးတော့တင်ပြပါမယ် post မှာဖြစ်ပါတယ် post ပါပေါ့နော်ဒါပေမဲ့ကျွန်မရဲ့ channel လေးကိုအဲ့ဒီကလေးကြည့်မယ်ဆိုရင်အခုလို့ ီဒီယိုအရှင်းရှင်းမင်းရှော့ရှင်းမင်းအဲ့နောက်မှာ PST post ဆိုရေးထားတဲ့ဟာလေးတွေတော့တွေ့ရင်လည်းဝင်ကြည့်ပါအဲ့ဒီကတော့ကျွန်မမနေ့ဒုတိယထွက်ပြီးရတဲ့နေလခင်အတွက်ကိုဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာအဲ့ဒါလေးကပွင့်သွားလို့ဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကျွန်မမိတ်ဆွေအားလုံးကျွန်မရှင်းသက်ကြပါစေမရဖန်လည်းတကယ်လို့အပူလိုက်နေလို့အပူဆင်းပေးတော့ပါတယ်ရှင်အပူဆင်းမှသေးလို့ကျွန်မလည်းဆူတောင်းပေးပါတယ်ရှင် ူးစင်းပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်